အားလုံးပဲမြင်္ဂလာပါရှင်မိမိတို့ရဲ့ငွေရေးကြေးရေးစီးပွားရေးအလုပ်ကိုင်ရှာတို့ဂုံတည်ပုံမှန်ကလေးတစ်ဖြည်းဖြည်းနဲ့မှန်မှန်တက်သွားစီမဲ့ဒက်ရရာတခုကိုပြပြပြီးမှဖြစ်ပါတယ်ပြလို့အမကလှော့တဲ့တချောင်းလိုတယ်ပြီးတော့မှန်တစ်ချက်လိုပါတယ်အဲ့တော့မှန်မှာလှော့တဲ့ကလေးကိုချိန်ပေးထားရမှာဥမာနဲ့ပြောရလို့ရှိလို့ရှိရင်ဟိုဥမာဒါကမှန်လို့ပဲထားပါတော့မှန်တစ်ချက်ပြောရလို့ရှိရင်လှော့တဲ့ လွတ်တက်ကဒီလိုပုံစံမျိုးလေးပေါ့အသေးလေးလေးရရနော်လွတ်တက်ကိုကျွန်တော်မှတ်မှတ်တယ်ချိန်ပေးထားမှာအဲ့တော့ဒီမှန်ကဒီတက်ကြီးလေးရတယ်အဲဒါဥမာနဲ့ကျွန်မဥမာပြပေးတာမှန်ဆိုပြီးတော့ဘယ်များကိုပြပေးတာပေါ့နော်အဓိကမှန်တစ်ချက်ပေါ့မှန်တစ်ချက်နဲ့ဒီလွတ်တက်တစ်ချောင်းချိန်ပေးထားမှာအဲ့တော့လွတ်တက်ကတော့ပြောမစို့မိမိတို့ရဲ့မိန်နံသားဆိုလို့ရှိရင်တော့ပိုကောင်းတယ်မိန်နံသားဆိုတာဥမာတနူးရဲ့သားသမီးတို့ဆိုလို့ရှိရင်အာပေါ့သားတနင်္လာဆိုလို့ရှိရင်လင်းလွန်းသား အင်္ဂါဆိုလို့ရှိလို့ရှိရင်တီဟိုသာအဲဗုဒ္ဓဘုရားသမီးဆိုလို့ရှိရင်သူကကံကောသာဇာဘိသာသမီးဆိုလို့ရှိရင်အုံသာတောက်ဇာသာသမီးဆိုလို့ရှိရင်ဇီသာစနေသာသမီးဆိုလို့ရှိရင်သူကရွက်လာသာအဲရာဟုသာသမီးဆိုလို့ရှိရင်ထန်သာတုံမို့ထိန်သာအဲ့လိုမျိုးအဲ့ကိုယ့်ရဲ့မိန်းနံသားပေါ့နော်မိန်းနံသားနဲ့ဒီလိုမျိုးလှော်တက်မျိုးလေးတခြားကို ထွင်ရမယ်ပေါ့ထွင်ပြီးသွားရင်ဆိုတော့မှန်တစ်ချက်မှာကျွန်တော်တို့ချိန်ဆွဲပြီးတော့မိမိတို့ရဲ့တေစာအရက်ဖြစ်တဲ့အရက်မျက်နှာမှာချိန်ဆွဲထားခြင်းဖြစ်မိမိတို့ရဲ့ဆိုတော့ပြောရငွေရေးချေးရေးအလောက်ကိုင်းစီးပွားရေးယာရုကုန်တည်တပြေးပြေးနဲ့တရေရေးတက်သွားစေတယ်ဓာတ်ရည်တွေအတခုဖြစ်ပါတယ်အဲ့တော့ပြုလို့ဆောင်ရမယ်ဒီမိမိတို့ရဲ့တေစာအရက်ဆိုတာကတနင်္ဂနွေသားသမီးများအတွက်ကတော့အနောက်အရက်အနောက်အရက် မှာချိန်ဆွဲပေးရမှာမိမိတို့အိမ်မှာအိမ်ကိုအိမ်ရဲ့ဒီအိမ်ရဲ့မျက်နှာပဲအရက်ကိုလှည့်ထားလဲအဲအိမ်ရဲ့မျက်နှာပေါ်မှာမူတည်ပြီးတော့ကျမတို့ဒီအနောက်ရက်ကိုရှာပြီးတော့တနည်းသားသမီးဆိုအနောက်ရက်မှာချိန်ဆွဲတာပဲဒီတိုင်းအာမိမိတို့စီးပွားရေးငွေကြေးအလုပ်ကရာထူးကုန်တည်တဖြည်းဖြည်းနဲ့ပုံမှန်သေးတက်လာသေးတယ်အဲ့တော့လှုပ်ဆောင်ရမယ့်အချိန်ကတော့အတိအကျလေးလိုအပ်တယ်အဲ့တော့လောဆောင်မယ့်အချိန်ကမိမိတို့ရဲ့ညီတိညီသားသမီးမဆိုမိမိတို့ရဲ့မွေးနေ့မနေ့9နာရီရနေပြီးတော့ အဲ10နာရီခွဲတော်တွင်အဲအတိအကျဆိုလို့ရှိရင်9နာရီ45မိနစ်တိတိမှာချိန်ဆထားခြင်းဖြင့်ကံအထောက်ပံ့ကောင်းတွေကိုတိတိတတပေးဆွမှာတယ်အဲ့တော့အဲ့ဒီမှအဲ့ဒီဒီလှော်တက်ပြလို့လည်းမကြခဏရေမွေးလေးစုပ်ပြီးရေမွေးလေးစုပ်ပြီးအဲ့တော့မမျိုးရဲ့ကံကိုပွင့်လန်းစေတယ်တောက်ပစေတယ်မမျိုးရဲ့ဂုံတရင်တွေလည်းမှွေပြန့်စေတယ်ပေါ့နော်အဲ့တော့တေစာရက်ကဆမပြောတနွေတာသမီးဆိုလို့ရှိရင်အနောက်ရက်တနင်္လာတာသမီးဆိုလို့ရှိရင်အနောက်မြောက်ရက် အင်္ဂါသသမိဆိုလို့ရှိရင်မြောက်ရက်ဘုဒ္ဓသသမိဆိုလို့ရှိရင်အရှိမြောက်ရက်တာရသသမိဆိုလို့ရှိရင်အရှိတောင်ရက်တောချာသသမိဆိုရင်အနောက်တောင်ရက်စနေသားသမီးဆိုလို့ရှိရင်အရှိအရက်ရာဟုသားသမီးဆိုလို့ရှိရင်တောင်အရက်အဲ့ဒီကျမခုပြောတဲ့အရက်တွေမှာကျမခုပြောတဲ့ရတရားစီကိုပြုလို့ဆောင်ရွက်ကြည့်ပါမိမိတို့ရဲ့ငွေကြေး ရှာပွေရလွယ်ကူလာစေတယ်အလုတ်ကိုင်းစီးပွားရေးတိုးတက်အောင်မြင်လာစေတယ်အဲ့တော့ငကူကအမြင်မကြည်လင်းဆိုတဲ့ပြက်သူတွေပြန်လဲကြည်လင်းလာကိုယ့်ရဲ့ဂုံသတင်းတွေမှုပြန့်စီတာမျိုးတွေတရိပ်ရိပ်နဲ့တက်လာစီပါလိမ့်မယ်အဲ့တော့ကြည့်ရတဲ့မိတ်ဆွေတွေအားလုံးအကျန်းသာပျော်ရွှင်သောဘဝတွေရရှိခံလာနိုင်ကြပါစေဆန္ဒနဲ့ပွားတထက်တဲ့ကြနိုင်ကြပါစေရှင်ကျေးဇူးအများကြီးတင်ပါရှင်ကျမကတော့ဗီဒင်ဆီယာမအဘဆရာကြီးမိတ္တခါကြီးတပည့်ဆရာမခင်ဆွေဆန်ဖြစ်ပါတယ်ရှင် ည်ဆုံးများအိတ်တမတယ်